တော့အများလုံးပဲမြင်တော့ပါ Drag and Fish Show ကနေပြီးတော့ကြိုဆိုပါရစေ။ကျွန်တော်တို့ဘာဘူးစင်းကိုအမြဲတင်ဆက်ပေးနေတဲ့စင်မေမောကျွန်တော်ဒါကျွန်တော်တို့ဘာဘူးအတင်ကတော့ဒီ International Break မတိုင်ခင်မှာဒါပြီးခဲ့တဲ့ International Break နဲ့ဒုတိယကြော့လာတဲ့ International Break ကြားမှာဆိုရင်တော်တော်လေးကိုမှစိတ်ပြည့်စရာကောင်းတဲ့ရလက်တွေနဲ့ဖြတ်တန်းခဲ့ရတယ်။ဆိုတော့ အဲကိုရီလီဗာပူးတင်ကပထမအင်တာနက်ရှင်နယ်ဘရိတ်မတိုင်ခင်မှာဆိုရင်ဒါအာဆင်နယ်ဒုတိယညကအာဆင်နယ်တင်းကို၅မှတ်ဖြတ်ပြီးတော့ဦးဆောင်ထားတာတိုးပေမဲ့ဒုတိယအင်တာနက်ရှင်နယ်ဘရိတ်ပြန်လာတဲ့အခါမှာကိုရီလီဗာပူးတင်ကအဆင့်ရှိအထိကိုဆင်းပေးပြီးတော့ထိတ်ဆုံးကအာဆင်နယ်အသင်းနဲ့အမှတ်ကွာချမှုကတော်တော်ကြီးကိုကြီးမားသွားတာဆိုတော့ဒါကကိုရီလီဗာပူးအသင်းတော်တော်လေးကိုမှဒုတိယအင်တာနက်ရှင်နယ်ဘရိတ်နဲ့ပထမအင်တာနက်ရှင်နယ်ဘရိတ်ကြားမှာဆိုးရွားသွားတဲ့ရလတ်တွေကြောင့်ပဲလို့တော့ကျွန်တော်ပြောရမှာပဲဆိုတော့တော်တော်လေးကိုရလတ်ဆိုးခဲ့လို့ပဲကျွန်တော်ပြောရမှာပဲလေဆိုတော့ ပထမ international bridge နဲ့ဒုတိယ international bridge ကြားမှာကစားခဲ့ရတဲ့ Premier League ပွဲစဉ်တွေတဲမှာဂါကိုယီလီဗာပူးအသင်းက AC Milan အသင်းကိုနိုင်ခဲ့တဲ့ပွဲစဉ်တစ်ပွဲပဲရှိတာ။ဂျန်နဲ့ပွဲစဉ်တွေအကုန်လုံးရှုံး။ကိုရီးယား international bridge နှစ်ခုကြားမှာကစားခဲ့ရတဲ့ပွဲစဉ်ကအနည်းဆုံး၄ပွဲလောက်တော့ရှိတယ်။အဲ့ဒီပွဲစဉ်တွေမှာလီဗာပူးအသင်းကတစ်ပွဲပဲနိုင်ခဲ့ရ။တော်တော်လေးကိုမှဒါဆိုးရွားတဲ့ရှားလက်ပါတော်တော်လေးကိုမှဆိုးပါတယ်ဆိုတော့ ကိုရီးယားနောက်ဆုံးမှာမန်ချက်တာစီးတီးကိုအဝေးဘက်မှာသွားပြီးဘိုးပြက်ရှုံးတယ်အဲ့ဒီမတိုင်ခင်မှာကိုရီးယားအက်စတွန်ဗီလာအသင်းကိုနိုင်တယ်အဲ့ဒီပွဲပဲရှိတာပြီးရင်ကိုရီးတင်းကဘရန်ဖို့ကိုအဝေးဘက်မှာသွားပြီးရှုံးတယ်မန်ချက်တာယူနိုက်တက်အသင်းကိုအိမ်ဝင်းမှာရှုံးတယ်ဆိုတော့ international break တစ်ခုနဲ့တစ်ခုကြာမှာတော်တော်လေးဆိုးရွားသွားတဲ့ရလတ်တွေကိုဘာဘူးတင်းကကြုံခဲ့ရတယ်ဒါတွေကဘာကြောင့်လဲပေါ့လေအော်ကျွန်တော်ခဏခဏပြောသလိုဗျာဒါတွေကကိုရီးဘာဘူးအသင်းပြိုင်သက်တွေမကြားချင်မမြင်ချင်တဲ့ရလတ်တွေဗျာအမှန်တိုင်းဆိုရင် DR ဒီမှာကိုရီးကယာဒီမှာစခဲ့တယ်နော်ဒီလိုမျိုးကြွေးကြော်ထားတာမဟုတ် ငါတို့ကဒီရာဒီမှာဘတ်တူဘတ်ချန်ပီယံဖြစ်ရမယ်ငါတို့တွေကဒီရာဒီမှာအဲပရီးမီးယားလိမှာအောင်အောင်မြင်ဆုံးအသင်းတသင်းဖြစ်ဖန်တီးနိုင်ရမယ်ဆိုတော့မျောလင်းချက်တွေခံစားချက်တွေနဲ့ဒါဒီပြိုင်ပွဲတွေကိုကျွန်တော်ကကြည့်နေတာဗျာဆိုတော့ ိုလ်ဘာဘူးအတင်းပြိသက်တွေလျော်လင့်သလိုတခုမှဖြစ်မလာတဲ့အချိန်မှာကိုလ်ဘာဘူးအတင်းနေနဲ့ဘာပဲနေရာမှာမှားသွားလဲပေါ့လေဒါတွေကိုပြိသက်တွေတော်တော်များများကစိတ်ဝင်စားကြတယ်အထူးသဖြင့်တော့အဲဒီအာဒီမှာပထမ international break နဲ့ဒုတိယ international break ကြားမှာဘာတွေကွာခြားသွားတလေပေါ့ဗျာဒါတွေကိုအဖြေရှာကြည့်တဲ့နေရာမှာကျွန်တော်တို့ဒါအများကြီးတော့တွေ့ရတာပေါ့လေဒီနေရာမှာကစားသမားတွေရဲ့ဒါခြေစွမ်းပိုင်းတွေတိုးတက်လာခြင်းမရှိတဲ့ဒါကစားသမားတစ်တွေ အဲပြီးရင်လည်းအသင်းမှာအထိုင်ကြပြီးသားကစားသမားတွေရုန်းကန်နေရတာဒါတွေကကိုလီဘာဘူးအသင်းရဲ့ရလတ်တွေကိုဆိုးရွားစေတဲ့အကြောင်းအရာတွေကတခုပဲဆိုတော့ဒါပေမဲ့လည်းအဲ့ဒီခြေတကမှနောက်ထပ်အကြောင်းအရာတစ်ခုကဘာလဲဆိုတော့အာနက်စတော့ပေါ့လေအာနက်စတော့သူကိုယ်တိုင်ကပြဿနာဖြစ်နေသလားပေါ့ဗျာအရင်ကမှအာနက်စတော့ကိုဒါကိုလီဘာဘူးပြည်သက်တွေနေနေကဟိုတချို့ဘိုင်းကကြောက်လဲကြိုက်ကြတယ်တချို့ဘိုင်းကြောက်လဲမကြိုက်ကြဘူးပေါ့လေဒါကျွန်တော်နေကတော့အာနက်စတော့ကိုမကြိုက်လို့ပြောတာမဟုတ်ဘူးဒါက အာနေရှောအနေနဲ့ကဒီနောက်ပိုင်းပွဲစဉ်တွေမှာသူရဲ့စိတ်ခံစားချက်ကြီးကိုအရန်ကြီးများဦးစားပေးနေသလားပေါ့ဒါကိုကျွန်တော်တို့သွားပြီးတော့မြင်ရတယ်တကယ်တမ်းဆိုရင်အာနေရှောကပြီးခဲ့တဲ့ရာသီမှာကျွန်တော်ရေးပြီးခဲ့တဲ့ရာသီကအကြောင်းပြန်ကြော့ပြီးတော့ပြောကြည့်ရအောင်ဆိုတော့ပြီးခဲ့တဲ့ရာသီမှာဆိုရင်အာနေရှောက ဒါဂျာဂင်ကလော့ရဲ့အသင်းကိုသူကိုယ်တိုင်ဒါလက်လွဲပြီးတော့ယူလိုက်တယ်ခီးစားတယောက်ကလွဲရောက်ပြီးတော့ခီးစားတယောက်ရောက်လာတာက လွဲပြီးတော့ကျန်တာတွေတယောက်မှကစားသမားရဲ့ဝေယူမပေးထားဘူးအဖက်ကြီးကဆိုတော့အဲ့ဒီကစားသမားအတိုင်းပဲပြီးခဲ့တဲ့ရာသီကချန်ပီယံဖြစ်ခဲ့ချန်ပီယံဖြစ်ခဲ့တဲ့နေရာမှာလည်းကစားသမားတစ်ပြစ်တဲ့ခီးအေးစားရဲ့ဘယ်လိုလဲအဲစူးစမ်းအားထုတ်မှုမပါဘူးလို့တော့ပြောလို့ရတယ်။ရပါဗျာခီးအေးစားကြောင့်ဒါကြီးက အခီးစားကတရိတ်စစ်စစ်စားမှာပါဝင်ခဲ့ပါတယ်လို့တော့ကျွန်တော်ပြောလို့ခက်ရှားရှားရပြီပြောလို့တော့မရဘူးလို့ပြောလို့ရတယ်ဆိုတော့ဇာသမာတစ်တဦးမှမဝယ်ဘဲနဲ့ပြီးခဲ့တဲ့ရာတွေကချန်ပီယံဖြစ်ခဲ့အဒီရဒီမှာဆိုရင်ဇာသမာတွေအများကြီးဝယ်ထားတယ်ကိုရီသင်းရဲ့ fullback တွေကိုလည်း upgrade လုပ်ထားတယ်ပြီးခဲ့တဲ့ရာတွေက fullback ဆိုရင် Andy Robertson နဲ့ Trent Alexander အားလို့ဒီရဒီမှာဆိုရင်ဒါ Milo Kukoc နဲ့အဲပြီးလို့ရှိရင်ဒါ Frame Bound တို့ကိုထပ်ပြီးတော့ဒါ upgrade လုပ်ခဲ့တယ်တော်ပေမဲ့တဘာဘူးအတင်း upgrade လုပ်ခဲ့တဲ့ကစားသမား2ဦးက လက်ရှိမှာလဘာဝအသင်းအတွက် upgrade ဖြစ်ဖို့နေနေတတသူတို့ကိုသူတို့တော့ပြန်ပြီးတော့ရှာဖွေနေရတယ်။သူတို့ဒါကတော်တော်ကြီးကိုမှဆိုးရွားနေတဲ့ဒါကစားသမားခေါ်မှုဖြစ်ခဲ့တာ။ဒါပေမဲ့အာနေရှင်အနေနဲ့ကအဲ့ဒီကစားသမားတွေကိုသူ့ဘက်ကနေပြီးတော့ကစားသမားတွေကိုယ်တိုင်ယုံကန့်နေရတာကိုပရိသတ်တွေလည်းကောင်းကောင်းသိတယ်လို့သူလည်းကောင်းကောင်းသိမယ်ထင်တယ်။ဒါကြီးကိုသူကယုံကြည်မှုလွန်ကဲပြီးတော့မကြာခဏဆိုတယ်လို့အထူးသဖြင့်တော့မေလောကခတ်ပေါ့လေ။မကြာခဏဆိုတယ်လို့သူ့ရဲ့စိတ်ခံစားချက်အတိုင်းကစားသမားတွေကိုတုံးနေတာ ။ဒါကြီးကအသင်းအတွက်တော်တော်လေးဆိုးရွားတဲ့ဂျာလက်ပြီဖြစ်ပေါ်လာလေလို့ပေါ့ကျွန်တော်ကတော့ထင်တယ်။ဘာလို့လဲဆိုတော့ဗျကျွန်တော်ကမန်ချက်စတာစီးတီးနဲ့ပွဲစဉ်မှာပြန်ကြည့်မယ်ဆိုရင်မီနီ60လောက်မှာအန်ဒီရောဘတ်စင်ကိုထုတ်လိုက်တယ်။မီလုခက်ခက်ကိုထည့်လိုက်တယ်။ကျွန်တော်တို့ကောင်းကောင်းနားလေဗျမီလုခက်ခက်ဝင်လာပြီဆိုကြတဲ့ကငါတို့ရဲ့ဒါအချမ်းတချမ်းကတည်သွားပြီငါတို့ရဲ့ဘယ်ဘက်ချမ်းကြီးကလုံးဝကြီးငုံသွားပြီဆိုတော့ကျွန်တော်ကောင်းကောင်းနားလေလိုက်။ထင်တဲ့အတိုင်းပဲတကယ်တမ်းဖြစ်လာတယ်။မီလုခက်ခက်ကဘာဆိုဘာမှကိုလိုက်ပြီးတော့သူ့အနေနဲ့ကဟိုဘာမှကိုလိုက်ပြီးတော့တိုက်စစ်ကိုလည်းမပန်ပိုးနိုင်ဘူးလို့ခံစစ်မှာလေသူ့အနေနဲ့ကအရန်ကြီးကိုမှအားနေတယ်။ဆိုတော့ ဒီလိုမျိုးအကြောင်းအရာတွေကိုခဏခဏမြင်တွေ့လာတာကိုကျွန်တော်တွေ့ရဒါကအာနေရှော့ကသူ့ရဲ့ဘယ်လိုမလဲခိတ်ခံစားချက်တွေကိုဦးစားပေးနေသလားပေါ့လေပြီးရင်ဒါနောက်ထပ်သူ့ရဲ့စိတ်ခံစားချက်ကိုဦးစားပေးနေရလို့မြင်လာရတဲ့နောက်ထပ်အကြောင်းအရာတစ်ခုကဒီရာဒီမှာဆိုရင်ကိုယ်ရေလပါဘူးအတင်းမှာမဟုတ်ဘူးပရီးမီးယားလိဂ်တစ်ခုလုံးရဲ့မိနစ်ပါ9ဒါအမြင့်ဆုံးကစားသမားကဒါဘယ်လိုပြောမလဲလက်ရှိကိုယ်ရေအတင်းရဲ့တိုက်စစ်ကစားသမားခီအေးစာခီအေးစာကမိနစ်ပါ9အမြင့်ဆုံးပဲ မိနစ်ပါကိုဆိုတာဗျာကျွန်တော်ကိုယ်လည်းအကုန်လုံးနားလည်မယ်ထင်ပါတယ်ဒါတို့လည်းကျွန်တော်ထပ်ပြီးတော့ရှင်းမပြတော့ဘူးဆိုတော့မိနစ်ပါကိုအမြင့်ဆုံးကစားသမားပရီးမီးယားလိရဲ့မိနစ်ပါကိုအမြင့်ဆုံးကစားသမားဖြစ်တဲ့ခီအေးစားကိုသူပွဲထွက်ခွင့်ပေးဖို့နေနေတယ်ဒါပွဲချင်းမိနစ်20ပေးဖို့တက်တော့သူတက်ကအရန်ကြီးခက်ခဲတယ်ဗျာတက်ခီအေးစားကိုကိုယ်နဲ့ကိုထည့်လိုက်ရမှာသူအရန်ခက်ခဲတယ်အရန်အရန်ကိုခက်ခဲတယ်ဒါပေမဲ့သူပုံစံကောင်းမပြနေတဲ့မိုးဆာလာကိုသူထုတ်ဖို့အတွက်ဒါသူ့အနေနဲ့တော်တော်ကြီးကိုမှတုံဆိုင်ငယ်တော်တော်လေးကိုမှဝင်လေးတယ် ပုံစံကောင်းမပြတဲ့ကိုရီကပုတ်ကိုလူလဲဖို့အတွက်တော်တော်ကြီးကမှဝင်လေးတယ်ကိုရီကပုတ်ကိုအရန်ကမှထိုင်ခိုင်းဖို့မိုးဆာလာကိုအရန်ကမှထိုင်ခိုင်းဖို့အတွက်သူ့အတွက်ကတော်တော်ကြီးကမှခက်ခဲနေတဲ့အရာတွေကိုကျွန်တော်မြင်တွေ့ရတယ်။သို့ပေမဲ့ပုံစံကောင်းနေဒီရာဒီမှာမိနစ်ပါကိုအများဆုံးဖြစ်တဲ့ခရီးစောက်ကိုသုံးဖို့အတွက်သူတော်တော်လေးကမှခက်ခဲနေရအောင်ကျွန်တော်တွေ့ရတယ်။ဒါကသူ့ရဲ့စိတ်ခံစားချက်အရာ သူကအသင်းကိုဒါဘယ်လိုမျိုးလဲဖန်တီးနေသလားပေါ့လေ။တကယ်တမ်းဆိုရင်ပြဖြစ်နေရမှာက အသင်းစီတာပထမအသင်းစီတာဒုတိယအသင်းစီတာတတိယဖြစ်နေရမှာဒီပြတအူရခံရက်ကဒီလိုပဲဖြစ်နေရမှာဗျာကျွန်တော်တို့ဂျာဂင်လောရဲ့လက်ထက်မှာကျွန်တော်တို့ဓာရီတွေးခဲ့ရပြီဒါအသင်းစီတာပထမအသင်းစီတာဒုတိယအသင်းစီတာတတိယပဲဂျာဂင်လောလက်ထက်မှာအာဒါတချို့ပွဲစဉ်တွေမှာထားလိုက်ပါတော့ဒါဖာဗင်ဟိုတို့ဘာတို့ကိုမထုတ်ပဲသုံးတာတွေပါဒီကတော့ဒါတော့ရှိခဲ့ဂျာဂင်လောလည်းမရှိခဲ့ဘူးမဟုတ်ရှိခဲ့တယ်တိုးပေမဲ့ဒါကြီးကဂျာဂင်လောလုတ်ပြခဲ့တာတွေကကြတော့လေဒါကျွန်တော်တို့လက်ခံနိုင်စရာပဲဗျာတိုးပေမဲ့လည်းဂျာဂင်လောလက်ထက်တုန်းကကျွန်တော်တို့ဒီလိုမျိုးအရာကြီးပြီးတော့တိတ်ပြတ်မတွေးခဲ့ရဘူး သူလူလဲတင်းတဲ့ကာမကိုလဲပလိုက်ချက်ချင်းလဲတယ်ဗျာမကြိုက်ဘူးမလား तू မကြိုက်ဘူးဆိုတာဗျာသူ့ရဲ့နီးစနစ်မှာအဆင်မပြေဘူးမလားချက်ချင်းလဲသူ့ရဲ့နီးစနစ်မှာအံဝင်တော့မလားအရန်ကိုချက်ချင်းပို့ဒါကဒန်ငင်ကလို့လက်ထက်မှာကျွန်တော်ကြီးကောင်းကောင်းကြီးမြင်တွေ့ခဲ့ရတဲ့အရာတခုသူ့မြန်အန်နေရှင်နယ်လက်ထက်မှာကသူ့ရဲ့နီးစနစ်မှာအံဝင်သေးဘူးဆိုရင်လေဟိုဒီကောင်အချိန်တန်ကျရင်အံဝင်လာမှာပဲဒီကောင်အချိန်တန်ကျရင်ငါတို့အတင်းနဲ့အသားကျလာမှာပဲဆိုတော့မျောလင့်နေသလားဗောလေအဲ့လိုမျိုးမျောလင့်ပြီးတော့မင်းကတုံးနေသလားလို့တော့မှတ်ရတယ်အဲ့တော့ကစားသမားကသူ့ရဲ့နေစနစ်မှာအံဝင်ဘူးဆိုလဲတုံးတယ် အန်ဝင်နေဆိုရင်လည်းသုံးတယ်။ဒါခြေသွမ်းမပြနိုင်ဘူးဆိုရင်လည်းသုံးတယ်။ခြေသွမ်းပြတဲ့ကစားသမားတွေကအရန်ကုန်ရောက်နေတယ်ဆိုရင်လည်းသူကယူမဆိုင်ဘူးသုံးတယ်။ဆိုတော့ဒါကြီးကတော့ဟိုအာနေရှင်အနေနဲ့ဒါနောက်ထပ်ဖြည့်ရှင်းရမယ့်အရာတစ်ခုလို့ကျွန်တော်တို့မြင်တယ်။နောက်ထပ်ဖြည့်ရှင်းရမယ့်အရာတစ်ခုဆိုရဲဗျာ။နောက်ထပ်ပြင်ဆင်ရမယ့်အရာတစ်ခုလို့ကျွန်တော်တို့မြင်။ဘာကြောင့်လဲဆိုတော့အာနေရှင်ဒီရာဒီမှာသူလုတ်ပြခဲ့တဲ့အရာတွေကယာစီအဆမှဆိုရင်ရှိခဲ့တယ်မရှိခဲ့ဘူးမို့ရှိခဲ့တယ်။ဒါအာဆင်နယ်နဲ့ပွဲမှာဆိုရင်အာဒေတာကိုသူနေစနစ်ပိုင်းရှင်ပြီးတော့ အဲသူ fight သွားတယ်တကယ်ကောင်မှအချိန်တန်တော့ရှားလက်ကောင်တစ်ခုရှားသွားတယ်အဲ့လိုမျိုးပွဲစဉ်တွေရှိခဲ့တယ်ဆိုပေမဲ့လည်းနောက်ပိုင်းပွဲစဉ်တွေမှာဆိုရင်လဘဘူးအသင်းကတော်တော်လေးရုန်းကန်လာရတာကိုတွေ့ရနိုင်ခဲ့တဲ့ပွဲစဉ်တွေမှာတော့မှပဲတော်တော်လေးရုန်းကန်ပြီးတော့နိုင်ခဲ့တာလို့ပြန်ပြန်အသင်းကမှားလို့သူပြန်ပြန်အသင်းကကိုရီအသင်းရဲ့ဒါတိုက်စစ်ကစားသမား9ယောက်လောက်ရှိတာကိုမထိန်းချုပ်နိုင်လို့ဒါကြောင့်မလို့ပဲကိုရီအသင်းအနေနဲ့ကဂျာလက်တွေကောင်းလာခဲ့တာ တို့ပေမဲ့တကယ်တမ်းဟိုဘယ်လိုမလဲပုံမှန်ကို flow နဲ့ကိုစီးစင်းရမယ့်ကာလကို flow နဲ့ကိုသွားရမယ့်အချိန်ကာလတစ်ခုရောက်တဲ့ခါမှာလဘာဘူးမှာကဘာ flow မှာမရှိဘူးဆိုတာကျွန်တော်ကောင်းကောင်းကြီးတွေးလိုက်ရတယ်ဆိုတော့အဲ့ဒါကြီးကကိုယ်လဘာဘူးအသိန်းအတွက်ဒီရာဒီမှာရလက်ဒီစိုးနေရတဲ့အကြောင်းရင်းတွေကတစ်ခုလိုပဲကျွန်တော်ပြောရမှာဆိုတော့ဒါတွေကိုအာနေချောအနေနဲ့ကအမြအကောင်းဆုံးပြုပြင်ဖို့လိုအပ်တယ်လို့ဆိုတော့ကျွန်တော်ကတော့မြင်နေဆိုတော့ကျွန်တော်ကိုယ်လေးကအာနေချောရဲ့အပေါ်ကိုဘယ်လိုမြင်ရလဲ အဲကျွန်တော်ထင်သလိုပဲ Anisho ကတကယ်တမ်းပဲဒါဘယ်လိုပြောမလဲစိတ်ကံစားချက်ကိုဦးစားပေးနေတယ်လို့ပေါ့မြင်ကြတာဒါမှမဟုတ် Anisho ဒီလိုမျိုးလုပ်နေတယ်ဆိုတော့ကတခြားအကြောင်းအရာတွေသူ့ရဲ့နေစနစ်ပိုင်းအရာအကြောင်းအရာတွေရှိတယ်လို့ပေါ့ကျွန်တော်ကိုနေထင်ကြတာဘယ်မြင်ရလဲချက်တော့ဆွေးနွေးကြပါဦးကျွန်တော်လည်း like and subscribe လုပ်ပေးကြပါအောင်ဗျကျေးဇူးများအားတင်ပါတယ်